တရုတ်နိုင်ငံသမ္မတရှီကျင်ထွင်ဟာပတ်ဝန်းကျင်အခြေအနေတွေမတည်ငြိမ်မှုတွေကြားကနေပဲရုရှားနဲ့နှုတ်ဦးနှုတ်ဖက်ရင်းနှီးမြှုပ်နှံမှုတွေကိုတိုးမြင့်ပြီးစီးပွားရေးဆက်ဆံရေးကိုချဲ့ထွင်ဖို့ကတိပြုကြောင်းတရုတ်အစိုးရမီဒီယာတွေကဖော်ပြပါဗါယူရှားဝန်ကြီးချုပ်မီခိုင်မီရှုစတဲ့နဲ့တေချင်းမြို့ဖီဒုခမဆောင်ကြီးမှာသမရရှိချင်းဖင်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ဒီတွေ့ဆုံမှုမှာသမရရှိက တရုတ်ရုရှားဆက်ဆံရေးဟာအဆင့်အတန်းမြင့်မားပြီးအရေးအသွေးမြင့်မားနဲ့ဖွံ့ဖြိုးတိုးတက်မှုစီကိုလမ်းကြောင်းမှန်အတိုင်းဆက်လက်ရှိနေပါတယ်။ဒီဆက်ဆံရေးကိုကာကွယ်ထိန်းသိမ်းခြင်းခိုင်မာအောင်လှုပ်ဆောင်ခြင်းနဲ့တိုးတက်စေခြင်းဟာနှစ်ဖက်စလုံးအတွက်မဟာပြူဟာမြောက်ဆွေးချင်မှုဖြစ်ပါတယ်လို့ပြောကြခဲ့ပါတယ်။ပူပေါင်းဆောင်ရွက်မဲ့ကန္တာများ အမေရိကန်ရဲ့အနောက်နိုင်ငံတွေရဲ့တန်းခတ်ပိတ်ဆို့မှုတွေခံနေရတဲ့ရုရှားအတွက်ဝန်ကြီးချုပ်မစ်ရှူစတင်ရဲ့တရုတ်ခရီးစဉ်ဟာအထူးအရေးပါပါတယ်။နှစ်နိုင်ငံခေါင်းဆောင်တွေဟာစွိုင်းအင်း၊စိုက်ပျိုးရေး၊လေကြောင်းနဲ့အာကာသ၊ဒီဂျစ်တယ်စီးပွားရေးနဲ့စင်လန်းတဲ့ဖွံ့ဖြိုးတိုးတက်မှုစားနဲ့ကန်တာတွေမှာပူးပေါင်းဆောင်ရွက်မှုကိုမြင့်တက်ဖို့သဘောတူခဲ့ကြပါတယ်။2020ခုနှစ်ဖေဖော်ဝါရီလကတည်းကစတင်ခဲ့တဲ့ကန့်တချမဲ့မိဖက်ဆက်ဆံရေးကိုဆက်လက်ခိုင်မစေဖို့နှစ်နိုင်ငံလုံးကကတိပြုခဲ့ပါတယ်။ မကြသေးမီကကုန်းတွယ်မှုတွေအနှဲငယ်နေကွေးလာပေမဲ့ယောရှားဟာအေးအေးယူပိတ်ဆို့မှုတန်းကိုရှော့ချဖို့အကွက်တရုတ်နိုင်ငံဘက်ကိုပုံမှန်အားကိုးလာတာကိုလည်းတွေ့ရပါတယ်။နောက်ဆုံးအနေနဲ့ယောရှားဟာတပီထောင်တရုတ်မူဝါဒကိုလိုက်နာခိထိုင်ဝမ်လွတ်လာရေးကိုစန့်ကျင်ကြောင်းထပ်မံအတည်ပြုဖြိုကြားခဲ့ပါတယ်။